FIFA Club ဘောကက် Round 2 Chelsea နဲ့ Flamengo မင်္ဂလာပါကိုခိုင်းစ်တာဖုတ်ဘောရှင်ရဲ့ Chelsea TV ကနေအပြောင်းအလဲအောင်များအားလုံးကိုကြိုဆိုပါရခင်ဗျာ FIFA Club World Cup ရဲ့ Round 2ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Group D က Chelsea Flamengo ပွဲချို့သုံးသက်ချက်ကိုကျွန်တော်ရဲ့ညီကိုင်နဲ့တူတူလှုပ်သွားပါမယ်ခင်ဗျာကျွန်တော်ဒီပွဲစဉ်ဒီတောက်ကြညစနစ်ခွဲတနည်းအားဖြင့်เนาะစနစ်ကျော်သွားပြီဖြစ်တဲ့အတွက်စနစ်မနက်အစောပိုင်းစနစ်ခွဲမှာရှင်ပြိုင်ကစားပါပါအရင်တော့နောက်မကြပါဘူးစနစ်ခွဲ ဖြစ်တဲ့အတွက်ကြောင့်ပြိတ်သက်အများစုကြည့်လို့ကောင်းမယ်အချိန်ဖြစ်ပါတယ်ကျွန်တော် Round 1ပွဲစဉ်တုန်းက တော့ highlight တော့ပဲကြည့်ဖြစ်တဲ့အတွက်ကြောင့်ပွဲပြီးသုံးသက်ချက်တွေအကြိုက်ဆုံးကစားသမား9ယောက်တွေမရွေးပေးဖြစ်တာပါဒါပေမဲ့ဒီပွဲကိုတော့ကျွန်တော်ပွဲအစအဆုံးကြည့်ဖို့အတွက်အခွင့်အရေးရှိပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ တူတူကြည့်ကြတာပေါ့လေပြီးရင်ပွဲပြီးသုံးသက်ချက်ဘာညာလုတ်ပေးပါ Okay အဲ့တော့ပထမဆုံး key points လေးတွေဆွဲထုတ်ကြည့်အောင် Flamingo ကအောက်စု D ရဲ့အခြေအနေကိုကျွန်တော်စတင်သုံးသက်ကြတဲ့အခြေစီးကိုဒုက္ခပေးနိုင်တဲ့တသင်းသေးတော့အသင်းဖြစ်ကျွန်တော်သတ်မှတ်ခဲ့ပြီးသားပါအောက်စုအဖွင့်ပွဲစဉ်မှာတော့လည်း Flamingo ဒီနိုင်ပွဲတစ်ပွဲရအောင်ဖန်တီးနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ် Esperance ကို2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်ဒါပေမဲ့ Esperance ကလည်းကောင်းတဲ့အသင်းတသင်းတော့မဟုတ်ဘူးဗျ Los Angeles FC နဲ့တိတ်ပြီးတော့မကွာဘူးအဲ့အတွက်ကြောင့်ကျွန်တော် Flamingo ကိုလည်းခြေစီး ဒုက္ခပေးနိုင်လာကြည်ခဲ့ဆိုပြီး ANG ယုံကြည်ထားလို့မရဘူးကစားသမားကောင်းတွေကတော့ထိုက်တဲ့အလျောက်ရှိပါတယ်ဘရာဇီးကလပ်တင်တဲ့အသင်းဖြစ်တဲ့ဖလာမင်ဂိုအနေနဲ့ဘရာဇီးကစားသမားစုဖွဲ့မှုနဲ့ချယ်ဆီကိုဒုက္ခပေးနိုင်တဲ့အခြေသွေးမျိုးရှိနေတယ်အဲတိုက်စစ်ပိုင်းမှာဆိုရင်တခိတခါပေါ်ထွန်းခဲ့တဲ့ဟင်ရစ်လိုကစားသမားမျိုးရှိနေတယ်လို့အေဗာဒန်လိုကစားသမားမျိုးလည်းရှိနေတယ်ဒါကဘရာဇီးရဲ့ဟိုတခိတခါပေါ်ထွန်းခဲ့တဲ့ကစားသမားကောင်းတွေပေါ့နော်အဲ့တော့နောက်တန်းတနေရာမှာကြည့်မယ်ဆိုရင်လည်းဒါအဲလက်စ်ဆန်ဒရိုလို player မျိုးတွေရှိတယ်ဒန်နီလိုလို player မျိုးတွေရှိတယ်ကွင်းလယ်မှာဂါ့ဒ်ဆင်အဲနီးပြကလည်းဖိလစ်ပီလူးဝစ်မစိုးဘူးဗျာသူ့ရဲ့အစု အဖွဲ့နဲ့ကအနေအထားလေးတကယ်ရှိတယ်လို့ကျွန်တော်တို့နားလည်လက်ခံထားလို့ရပါဒါပေမဲ့ Chelsea ရဲ့ဒီပွဲပေါ်မှာအာယုံစူးစိုက်မှုရှိခြင်းနဲ့ခံယူချက်ပြင်းပြခြင်းဟာကျွန်တော်ရဲ့အတွေးခေါ်ပိုင်းအနေငယ်ပြောင်းလဲသွားသည်အထူးသဖြင့် Los Angeles FC နဲ့ပွဲရဲ့ပွဲထွက်လူစည်းရုံးကြည့်ကြည့်လိုက်ပါ။နိုင်ပွဲတစ်ပွဲရဖို့ Enzo Morris ကဘယ်လောက်ထိအာယုံစိုက်ထားသလဲ။နိုင်ပွဲတစ်ပွဲဘယ်လောက်ထိလူကျင်နေသလဲ။ကိုင်းထဲမှာပရိသတ်များခြင်းမများခြင်းကတော့ဒါတစ်ပိုင်း။အဲ့လိုမျိုးများလို့မများလို့ကစားသမားတွေကကံကျင်စိတ်ရှိမရှိဆိုတဲ့အခြေအနေ မဖြစ်အောင် fever ကပွဲတစ်ပွဲကံပြီးအမောက်ပမာဏဘလောက်ပေးမယ်ဆိုပြီးမလုံးပေးထားပြီးသားအဲ့တော့ကြောင့်ကစားသမားတွေရော Chelsea တင်းရဲ့တာဝန်ရှိတဲ့သူတွေကပွဲတစ်ပွဲချင်းစီအာရုံအပြည့်ဝဆိုင်တယ်သူတို့တပွဲနိုင်တာနဲ့နင့်နေအောင်ရတယ်အဲ့တော့ကျွန်တော်တွေက DJ မှာ fever club world cup ဘောလုံးပွဲတစ်ပွဲဆိုတာထက်စီးပွားရေးတစ်ခုအနေနဲ့ပါမြင်ဖို့တော့လိုအဲ့တော့ကြောင့် Chelsea ဒီ တီပွဲကိုအနိုင်မြိုင်းရအောင်ကစားပါလိမ့်မယ်။တိုးတော့အနိုင်မြိုင်းရအောင်ကစားမယ်ဆိုတိုင်းပြိုင်ဘက်အသင်းကပါချီပါချက်အသင်းတော့မဟုတ်ဘူး။အနိုင်ရဖို့ကလည်းထင်သလောက်တော့လွယ်မှာမဟုတ်ပါဘူး။ Okay ဒါတော့ကျွန်တော်ဒီပွဲမှာရှုမြင်မိတဲ့ key points တွေဖြစ်ပါတယ်။အဲ့တော့အကြောပေးမှုလေးတွေကိုကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးကြအောင်။ Chelsea ကတည်ကြရင်အပြည့်အဝဆုံးရှုံးမှာဖြစ်ပါတယ်။ဒီအကြောပေးမှုကတော့ပွင့်လင်းပြောရင်တော့ပုံမှန်ပဲပြင်းတယ်လို့လည်းမထင်ဘူး၊ရော့တယ်လို့လည်းမထင်ဘူး။ Flamengo ဒီ Chelsea ကိုဒုက္ခပေးနိုင်တဲ့အနေအထားမျိုးရှိပင်မဲ့လေ Chelsea တည်တဝက်ရှုံးဆိုတဲ့တည်ကြနိုင်တဲ့အကြောပေး းမှုမျိုးတော့မပေးတာကိုပေးရပါတယ်ဒီတဲ့ကြောင့် Rick UB Chelsea ကိုအားပေးမှာတော့ဖြစ်ပါလိမ့်မယ်တရေကြကောင်းကြသွားနိုင်တယ်လို့ Chelsea အနေနဲ့ကတ်သက်ပြီးတော့လည်းနိုင်ကောင်းနိုင်သွားနိုင်တယ်တိုတယ်ကိုနဲ့တစ်ချက်ထက်ချင်းကြည့်အောင်တိုတယ်ကိုကတော့နှလုံးအပြည့်ရှုံးသုံးလုံးအတွင်းအပြည့်ပျော်ရွှင်ခွင့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဇီးဇီးလားဝမ်းဝမ်းလား တတင်းတင်းဟာဝမ်းစည်းလားဆိုရဲရက်ဆက်မျိုးတွေကြည့်ရပါမယ်ကျွန်တော်ကတော့ဝမ်းစည်းလိုရက်ဆက်မျိုးပို့ပြီးသဘောကျတယ်ဒါမှမဟုတ်ရင်လဲ Los Angeles FC နဲ့ပွဲရလို့တော့2-0ဆိုတဲ့ပုံစံမျိုးလဲဖြစ်ကောင်းဖြစ်သွားနိုင်တယ်ချယ်ဆီကဂိုးမပေးရအောင်ဥတီပြီးတော့ကစားနိုင်တယ်တောင်ပန်တိုက်စစ်ကစားသမားတွေရဲ့ ွမ်းကျင်မှုတွေရတဲ့တစင်တိုးအားယုံအားတွေကလည်းတစင်ကိုးရဖို့အတွက်အပြုကောင်းပြုပါလိမ့်မယ်။ချယ်ဆီမှာအားသာချက်ပို့ပြီးတော့ရှိနေတယ်။အဲ့အတွက်ကြောင့်ဟန်ဒီကပ်မှာကျွန်တော်တွေကဖလာမင်ဂိုမာဂုံပဲဘလောက်ပဲရှိရှိဘရာဇီးကစားသမားကောင်းတွေဘလောက်ပဲဘောဘောချယ်ဆီကိုတော့ညင်းပယ်လို့မရဘူး။တေကြလို့အပြည့်အဝဆုံးရှုံးခံနိုင်ရင် risk ယူပြီးတော့ချယ်ဆီသင်းုံပဲအားပေးရမှာဖြစ်ပါတယ်။ကြကျွန်တော်နောက်ထပ်တစ်ပိုင်းကဒီနေ့သင်ကြားရတဲ့ကိန်းနဲ့အချက်လက်လေးပေါ့နော်ဆက်လက်ပြီးတော့ဆွေးနွေးကြအောင်။နောက်ဆုံး6ပွဲမှာဖလာမင်ဂိုအသင်းကတော့9ပွဲနိုင်ပြီးတော့တပွဲသေးကြခဲ့ပါတယ်။ ်ဖလာမင်ဂိုရဲ့လက်ရှိကာရန်ဖောင်တော်တော်ကောင်းနေတယ်လို့ပြောနိုင်ပါတယ်သူတို့ FIFA Club World Cup Experience နဲ့မတိုင်ခင်မှာနောက်ဆုံးကစားရတဲ့ပွဲဟာဂျွန်လ10ရက်နေ့တုန်းကဖာတာလီဇာဆိုတဲ့အသင်းကိုဘရာဇီးလမှာကစားခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့် ပွဲကလုံးဝအဆက်မပြတ်တာဂျွန်လာတရက်နေ့ပြီးတာနဲ့ဂျားထဲမှာနှစ်ပတ်လောက်နားပြီးဂျွန်လာ18ရက်နေ့မှာ Aspirants ကိုကန်ရတယ် International ပွဲတွေဝင်သွားလို့နားရတဲ့အပိုင်းခြားလောက်ပဲရှိတယ်အဲ့တော့ကြောင့်ပွဲဆက်မပြတ်မှုမှာတော့ Flamingo သည် Chelsea ထက်ပိုပြီးတော့ကောင်းတယ်လို့ပြောနိုင်ပါတယ် Chelsea တင်းကတော့နောက်ဆုံးပွဲဆက်ပြတ်ထားတာမေလ28ရက်နေ့တုန်းကပွဲဆက်ပြတ်ထားတာပေါ့နော်အဲ့ဒါကတော့ Real Betis ကိုသူတို့ conference league မှာ4-1နဲ့နိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။အရင်တော့လည်းမကွာပါဘူး။ဂျွန်တစ်နဲ့မေ28ဆိုတော့ရပ်ပိုင်းတော့ပဲ ကွာတယ်ပြီးတာနဲ့ Los Angeles ကို Chelsea က2-0ဆိုတဲ့ result နဲ့ပြန်ပြီးတော့နိုင်ခဲ့ပါတယ်ဒါတော့ပွဲအဆက်ပြတ်ချင်းမပြတ်ချင်းပုံမှာကျွန်တော်တို့ဆွေးနွေးတာပါသို့တော့နောက်ဆုံး6ပွဲမှာတော့ Chelsea က9ပွဲနိုင်ပြီးတပွဲပဲရှုံးခဲ့ပါတယ်ရှုံးတဲ့ပွဲက Newcastle United ကို2-0နဲ့ရှုံးတာဖြစ်ပါတယ်ခင်ဗျဒီတစ်ကြောင်ကိန်းကနန်းအချက်လက်မှာတော့ Chelsea အနေနဲ့ဟိုပွဲဆက်ပြတ်တာလေးရပ်ပိုင်းလောက်ပဲကွာပေမဲ့ကျန်တဲ့အပိုင်းတွေကတော့တိတ်ပြီးမကွာဘူးလို့ယူဆပါတယ်ခင်ဗျကဲနောက်ဆုံးပိုင်းကျွန်တော် viewer ပိုင်းချင်းကမှုအနေနဲ့လှုပ်လိုက်အောင် Chelsea တင်းက တော့ကစားသမားတနေရာလောက်ပဲလူသစ်ခေါ်ထားတာရှိတယ်အဆူကိုခေါ်ထားတယ်ဘရိုနှစ်ယောက်ပါညာဒါတပိုင်းပေါ့နော်တိုးတော့အဆူကိုချက်စီကပွဲထုတ်ခွင့်တနေရာခဏပေးပဲဒါအရန်ကစားသမားအဖြစ်တောင်နောက်လာမဲ့ဘောလုံးရာသီသုံးဖို့မသေးကြအောင်ဘရိုလည်းဒီပိုင်းတွေကိုတိမှာရာသီကြိုးခြေစမ်းပွဲမှာဘလောက်ပဲခြေသွမ်းပြပြအဲ့ကစားသမားတွေကိုအငားချရင်ချပလိုက်တာဒီတော့ကြောင့်အဆူကိုကနောက်လာမဲ့ဘောလုံးရာသီအရန်နေရာမှာတော့နေရာတနေရာပေးဖို့ဆိုတာတိတ်ပြီးမလွယ်ဘူးလို့ထင်တယ်နေရာပေးနိုင်ရင်တော့ကောင်းတာပေါ့ဗျာသူ့အနေနဲ့ကြိုးစားပေါ့ဒါအန်ဒရီဆန်တို့ Coast လို့ကစားသမားမျိုးလည်းရှိနေတဲ့အခါကျတော့အဂျန်တနေရာမှာတော့ Lavia Andre Santos နှစ်ယောက်နဲ့ရှင်အားမဲ့အချင်းကအစူးကိုလို့ချက်တေးလေးတွေတိတ်ပြီးမလွယ်ဘူးဆိုတော့အဓိက ြောင်းလဲဖြစ်တဲ့နေရာသည် Jason Lee နဲ့လက်ကျန်တဲ့နေရာတွေက Chelsea Frame ကဘာမှပြတ်မသွားဘူးနေရာသုံးကစားသမားတွေရှောက်ခေါ်တိုင်းတော့ဒါတမျိုးပေါ့နော်ဘယ်နေရာမှာဘလို့ဆန်းပြီးတော့ငါတုံးကြည့်မယ်အတုံးကြည့်တဲ့အခါကျရင်ဘယ်ကစားသမားနဲ့ကအံဝင်မယ်ဘာညာဒါကဆန်းနေတာနဲ့တွေအချိန်ကုန်သွားလိမ့်မယ်တိုးတော့ Chelsea ပြီးခဲ့တဲ့ရာသီက Frame တိုင်းပဲရှစ်ဆက်နေတဲ့အတွက်ကြောင့် Chelsea ကယုံကြည်စရာတော့ကောင်းနေတယ်ဘာမှမကြည့်နဲ့ဘလို့ PSG ကို PSG ဒီ Champion League အထိုင်မပြတ်သေးဘူးတီကို4-0နဲ့ဖုတ်ချပလိုက်ဒီလိုပြောလို့ PSG ကိုမှီတယ်လို့ပြောတာမဟုတ်ဘူးနော်သူ့အိုးသူ့ဆန် န်နဲ့တော့ Chelsea ကြီးရှစ်ဆက်နေတယ်ဆိုတာကျွန်တော်ဆိုလိုချင်တာအဲ့တော့ Chelsea ရဲ့ Frame က Love Win ိုနီမရူရဲ့ကေရိုင်ဝင်းပက်ဒရိုနက်တို AN ကိုပါမှာရှေ့မှာ Necklace Jersey Moises Enzo Fernandez ကျွန်တော်အထိုင်မှာရှိတယ် Reece Jay right back ထွက်တယ် left back မှာမကူကူရေယာ Levine Cowell တူစင်အာရာယာ BOU ဒိုမဟုတ်เนาะတခြား Trevor Shalova ဖြစ်ကောင်းဖြစ်မယ်ကျွန်တော်အလွတ်မမေ့နေဒါအတင်းတင်းရဲ့တည်ငြိမ်သားပြုလာတဲ့လူစင်းအခင်းချင်းကိုပြောတာပဲအဲ့တို့ကြောင့်အတင်းရဲ့ကစားပုံပိုင်းပဲဖြစ်ဖြစ် Hanche ပိုင်းပဲဖြစ်ဖြစ် Chelsea ကအနည်းငယ်တည်ငြိမ်မှုရှိရလို့ထင်တယ်ကိုရရှိမှုမရရှိမှုကတော့ဒါ Chelsea ရဲ့ထုံးစံတိုင်းပဲတိတ်ပြီးတော့ မျောလင်းချက်အာမကောင်ဘာကြောင့်လဲချက်သီးတီနည်းနည်းပုံသင်နီးစံတယ်အဲ့ဒီ channel တွေရတာတစ်စင် reverse cross တွေပေးမလားဒါမှမဟုတ်တာမန် cross တွေပေးမလားပြီးရင်ပိတ်သွင်းမယ်ဆိုတဲ့အထာမျိုးတွေပဲတွားရယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်က lian dilab လေးကိုအနေငယ်ရင်ခုန်ခြင်းနဲ့ vision ချင်းမှာကြွားရယ်ဗျ jackson ဆိုတာ vision ဘာမှမရှိတဲ့ကစားသမား lian dilab ပထမ lot angelis နဲ့ပွဲတွေမှာဖန်တီးပေးထားတဲ့ပုံစံကိုကြည့်ကြည့် jackson အဲ့လို chance create လုပ်ဖို့ဆိုတာသိပြီးတော့မလွယ်ဘူးဒါတော့မှ jackson အနေနဲ့ los angelis နဲ့ပွဲတွေမှာတော်တော်လှပတဲ့ through pass ကြီးတစ်လုံးပေးသွားပါသေးတယ်ထားပါတော့ပြောချင်တာချက် ချစီရဲ့တိုက်စစ်မှုတွေကတော့ငကိုတုံးအောင်လိုမျိုးပေပြီးတော့ကန်လို့မရအောင်ပိုကောင်းတဲ့ကောင်းအောင်လုပ်ရလိမ့်မယ်ဂျက်ဆင်နည်းနည်းမှားတာနဲ့လီယန်ဒီလက်အစားဝင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ attacking line လေးပါတဖြည်းဖြည်းချင်းစီတက်လာတယ်လို့ယူဆတယ်ဗျအဲ့အတွက်ကြောင့်အနှစ်ချုပ်ပြီးသုံးသက်ပေးရမယ်ဆိုရင်တေချဖို့အခြေအနေရှိတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ Chelsea သင်ကတ်နိုင်သွားဖို့လည်းအခြေအနေတွေအများကြီးရှိပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ Chelsea ကိုပဲ risk ယူပြီးအားပေးကြပါရခင်ဗျာ